ကျွန်တော်တို့ရဲ့ဒီအရေးကြီးတဲ့ပုံတွေဗီဒီယိုတွေ data တွေအကုန်လုံးကိုဒီ internet storage လို့ခေါ်တဲ့ဒီဖုန်းထဲမှာပဲတင်းတင်လားဒါမှမဟုတ်ဒီ cloud storage လို့ခေါ်တဲ့ဒီ internet ပေါ်မှာပဲတင်းတာကကောင်းမလားဆိုတာကိုဒီနေ့ဗီဒီယိုမှာပြောပြပေးမယ်အဒီလိုမျိုးတင်းတဲ့အခါမှာဒီနှစ်ခုလုံးကလည်းအားသာချက်အားနည်းချက်လေးရှိတာဆိုတော့အဲ့နှစ်ခုလုံးရဲ့အားသာချက်အားနည်းချက်လေးနှစ်ခုလုံးကိုလည်းဒီဗီဒီယိုလေးထဲမှာပြောပြပေးမယ်အဲ့တော့ဗီဒီယိုလေးကိုကျွန်တော်နဲ့အတူတူစပြီးတော့ကြည့်လိုက်အောင်ပထမဆုံး internet storage ဆိုတာဘာလဲရှင်းပြပေးမယ် ဒီ internet story ဆိုတာကကြတော့ကိုဖုန်းဝင်လိုက်တဲ့အခါတခါလဲကိုဖုန်းမှာဒီအသေးပါလာတဲ့ story လို့ခေါ်တယ်အဘလိုမျိုးလဲဆိုတော့ကိုကဥမာဖုန်းဝယ်ပြီဆိုရင် 128K ဝယ်တာလား 256K ဝယ်တာလားဒါမှမဟုတ်ရင် 512K ဝယ်တာလားဆိုပြီးတော့ဒီလိုမျိုးအသေးတက်မှတ်ထားတဲ့ storage ကို internet storage ခေါ်တယ်။အဲဒီပေါ့နော်ဒီ cloud storage ကကြတော့ဒီ internet storage နဲ့မတူဘဲနဲ့ကျွန်တော်တို့ဒီ cloud ပေါ်မှာကိုယ့်ရဲ့ file တွေ video တွေပုံတွေကိုသွားတင်အောင်ခေါ်တာ။ဥမာကျွန်တော်တို့ဒီ Google တွေပါတုံးနေဆိုရင် Google Drive မှာသွားပြီးတော့တင်တာလို့ဒါမှမဟုတ် Google Photo မှာသွားပြီးတော့တင်တာလို့ ဒါမှမဟုတ်ဒီ iWatch တွေပါကိုင်နေဆိုရင်ဒီ iCloud မှာသွားပြီးတော့တင်တာတို့ဒီလိုမျိုးတင်တဲ့ဟာတွေကိုဒီ Cloud Storage လို့ခေါ်တယ်။အဲ့တော့ဒီ Internet Storage ထဲမှာကိုယ့်ရဲ့ file တွေ view တွေပုံတွေကိုတင်မယ်ဆိုရင်ဘယ်လိုမျိုးအားသာတွေရှိလဲနဲ့ဘယ်လိုမျိုးအားနည်းချက်တွေရှိလဲဆိုတော့ပြောပြပါမယ်။ပထမဆုံးအားသာချက်ကနေစပြီးတော့ပြောလိုက်အောင်။ပထမဆုံးရမယ့်အားသာချက်ကတော့အဲ့လိုမျိုးပုံတွေ file တွေ video တွေကိုဒီ Internet Storage ထဲမှာတင်မယ်ဆိုရင်ကျွန်တော်တို့ကဒီ Internet မလိုဘဲနဲ့အဲ့ဒီလိုမျိုးပုံတွေ video တွေကိုအလွယ်တကူကြည့်လိုက်လို့ရတယ်။ ကွန်ဖုန်းထဲမှာတင်ထားဆိုရင်ချက်ချင်းလက်ငင်းကိုကဗီဒီယိုကြည့်နေတယ်ဆိုရင်အဲ့ဗီဒီယိုထောက်ပြီးတော့နှိပ်လိုက်ချက်ချင်းကြည့်လို့ရတယ်ဒါကတော့သူ့ရဲ့အားသာချက်နောက်ထပ်အားသာချက်တစ်ခုကကြတော့ကျွန်တော်တို့ဒီပတ်စံတွေကိုအပိုထက်ကုန်စရာမလိုဘူးအဲကိုဖုန်းစာဝယ်တွေကဒီ128 gig ပါတယ်ဆိုရင်128 gig ကိုတစ်ခါလေးဝယ်လိုက်လို့ရတယ်အဲအဲ့ဒါကိုလည်းကျွန်တော်တို့အပြည့်အသုံးလို့ရတယ်နောက်ထပ်အပိုစာသားပတ်စံအနေပါထပ်ပြီးတော့ပေးစရာတော့မလိုဘူး ဒါတော့သူ့ရဲ့အားသာချက်တွေအဲ့တော့ဒီ internet storage ကိုသုံးမယ်ဆိုရင်ဘယ်လိုမျိုးအားနည်းချက်တွေရှိလဲဆိုတော့ပထမဆုံးအားနည်းချက်ကတော့ခုနကပြောခဲ့တဲ့ဒီအကြောင်းအရာလိုပဲပေါ့နော်ဒီ internet storage ကိုကျွန်တော်တို့ကထပ်ပြီးတော့ထပ်ချဲ့ပြီးတော့သုံးလို့မရဘူးအဲအရင်တော့ဖုန်းတွေမှာဆိုရင်တော့ဒီ SD card slot တွေပါနေဒီ storage ကိုထပ်ပြီးတော့ချဲ့လို့ရဆိုပေမဲ့အခုနောက်ပိုင်းမှာကျတော့ဒီ memory ဖုန်းတွေမှာတော့မှဒီလိုမျိုး SD card slot မပါတဲ့အတွက်ကြောင့်ကျွန်တော်ကဒီ internet storage ကိုထပ်ပြီးတော့တိုးခြင်းနေဆိုရင်တိုးလို့မရဘူး နောက်ထပ်အားနည်းချက်တစ်ခုကတော့ဒီ internet storage ထဲမှာပဲကိုယ့်ရဲ့ view တွေ file တွေအကုန်လုံးကိုကျွန်တော်တို့က save မယ်ဆိုရင် ဲ့လိုမျိုး story ပြည့်သွားတဲ့အခါကျရင်ကိုဖုန်းကြီးကလေးလာတာဒါမှမဟုတ်နှီးသွားတာဒီလိုမျိုးပြဿနာတွေဖြစ်နိုင်တယ်။နောက်ဆုံးအားနည်းချက်တစ်ခုကတော့ဒီ internet story ထဲမှာပဲတိမ့်မယ်ဆိုရင်ကျွန်တော်တို့ရဲ့အဲ့ဖုန်းလေးကပျောက်သွားခဲ့တယ်ဒါမှမဟုတ်ပြတ်သွားခဲ့တယ်ဆိုရင်အဲ့ဖုန်းထဲမှာရှိတဲ့ပုံတွေ file တွေ data တွေအကုန်လုံးကိုကျွန်တော်တို့ကပြန်ပြီးတော့မရနိုင်ဘူး။အကုန်လုံးပလုံဆွတ်ဖြစ်သွားမှာ။အဲ့တော့ဒီ cloud storage မှာကိုယ့်ရဲ့ပုံတွေ file တွေ video တွေတိမ့်မယ်ဆိုရင်ဘယ်လိုမျိုးအားသာချက်တွေရှိလဲနဲ့အားနည်းချက်တွေရှိလဲဆိုတော့ပြောပြပေးမယ်။ ပထမဆုံးအားသာချက်တစ်ခုကတော့ကိုက cloud storage မှာသာကိုယ့်ရဲ့ video တွေ file တွေအကုန်လုံးကိုတင်ထားမယ်ဆိုရင်ကိုယ့်ရဲ့ phone တွေကပျောက်သွားတယ်ဒါမှမဟုတ်ပြတ်သွားတယ်ဆိုရင်တော့မှအဲ့ဒီ file တွေ view တွေအကုန်လုံးကိုကိုကပြန်ပြီးတော့ရနိုင်တယ်ဘယ်လိုမျိုးလဲဆိုတော့ဥမာကိုက Google Drive တုံးနေဆိုရင်အဲ့ Google Drive password ကိုကိုယ့်ရဲ့ phone တစ်လေးမှာရိုက်ထည့်လိုက်မယ်ဆိုရင်အဲ့ဒီရဲ့ file တွေ view တွေ data တွေအကုန်လုံးကိုကိုကနောက်ထပ် phone လုံးမှာသွားပြီးတော့ကြည့်နိုင်တယ်နောက်ထပ်အားသာချက်တစ်ခုကတော့အဲ့လိုမျိုး cloud storage တွေကိုကျွန်တော်တို့ကဒီ limit မရှိအများကြီးဝယ်နိုင်တယ်ပေါ့နော်ဒီ internet storage မျိုးကန့်တတ်တာမရှိဘဲနဲ့ကျွန်တော်တို့ကဘလောက်ဝယ်ခြင်းလဲဝယ်ခြင်းလောက်ကိုတို့ကရောင်းပေးတယ်အဲ့လိုမျိုးမဝယ်ခြင်းဘူးဆိုရင်လဲ Google Drive တို့ဒီ Apple ID တို့မှာဆိုရင်လဲကျွန်တော်တို့က 15GB လောက်ကိုအလည်ကားပေးတာဆိုတော့ အဲ့ဒီ 15k နဲ့ကိုကလောက်အောင်လေတုံးချင်တုံးလို့ရတယ်နောက်ထပ်အားသားချက်ထူကတော့ဒီလိုမျိုး cloud storage မှာတုံးမယ်ဆိုရင်ကျွန်တော်တို့က internet storage မှာဒီ video တွေ file တွေမထည့်တာဆိုတော့ကိုဖုန်းလေးရဲ့ storage ကအမြဲတမ်းဒီပြည့်နေတာမျိုးဖြစ်ဖဲနဲ့ကိုဖုန်းလေးကိုတုံးတဲ့နေရာမှာလေးသွားတာတို့ဒါမှမဟုတ်ချက်သွားတာလို့ဒီလိုမျိုးပြဿနာတွေကိုလည်း cloud storage တုံးမယ်ဆိုရင်မကြုံရနိုင်ဘူးအဲ့တော့ဒီ cloud storage ကိုတုံးမယ်ဆိုရင်ဘယ်လိုမျိုးအားနည်းချက်တွေရှိလဲဆိုတာကိုဆက်ပြီးတော့ပြောလိုက်အောင်ပထမဆုံးအားနည်းချက်တစ်ခုကတော့ဒီ cloud storage ထဲမှာကိုယ့်ရဲ့ file တွေ video တွေတုံးမယ်ဆိုရင်ကျွန်တော်တို့ကအဲ့လိုမျိုး video တွေကိုကြည့်ဖို့အတွက် internet လိုတယ် အင်တာနက်မရှိဘူးဆိုရင်အဲ့ဒီဗီဒီယိုတွေ file တွေကိုကျွန်တော်တို့ကသွားပြီးတော့ကြည့်လို့မရဘူးနောက်ထပ်အားနည်းချက်တစ်ခုကတော့ကိုက cloud storage ထဲမှာကိုယ့်ရဲ့ data တွေအကုန်လုံးကိုတိမ့်မယ်ဆိုရင်အဲ့ဒီလိုမျိုး cloud storage မှာတိမ့်ထားတဲ့ account ပေါ့နော်ဥပမာကျွန်တော်ဒီ Google Drive account ပဲဖြစ်ဖြစ်ဒါမှမဟုတ်ဒီ Apple ID account ပဲဖြစ်ဖြစ်အဲ့ဒါမျိုးတွေကိုဒီအခြားလူတယောက်ကဟက်သွားတယ်ဆိုရင်အဲ့ထဲမှာရှိတဲ့ပုံတွေ file တွေအကုန်လုံးကိုအဲ့ဒီလူကသွားပြီးတော့ကြည့်နိုင်တယ်အဲ့တော့ကျွန်တော်ပုံမှန်လဲဒီ internet storage ကိုသုံးမယ်ဆိုရင်ရမယ့်အားသာချက်တွေအားနည်းချက်တွေနောက်ပြီးတော့ဒီ cloud storage ကိုသုံးမယ်ဆိုရင်လည်းရမယ့်အားသာချက်တွေအားနည်းချက်တွေကိုပြောပြွားရဆိုတော့ဘယ်လိုမျိုး သိမ့်တင်လဲပေါ့နော်ဘယ် story မှာပို့ပြီးတော့သိမ့်တင်လဲဆိုရင်တော့ကျွန်တော်အနေနဲ့ဒီနှစ်ခုလုံးမှာတော့ပို့ပြီးတော့သိမ့်တင်တယ်တစ်ခုထဲမှာသိမ့်တာမဟုတ်ဘဲနဲ့ဒီနှစ်ခုထဲမှာသိမ့်တာတော့ပို့ပြီးတော့စိတ်ချရတယ်အဘယ်လိုမျိုးလဲဆိုတော့ကိုယ့်အတွက်အရင်ပကြီးတဲ့ data တွေပေါ့နော်နောက်ပြီးတော့ကိုကဒီအမြန်လိုတဲ့အရာတွေအကုန်လုံးကိုဒီ internet storage ထဲမှာသိမ့်ထားတာကိုကောင်းတယ်အဘယ်လိုမျိုးလဲဆိုတော့ဥပမာကျွန်တော်ဒီပုံကိုမြေမြဆန်ဆန်ကြည့်နေတာတို့နောက်ပြီးတော့ဒီ application တွေတို့နောက်ပြီးတော့ဒီပေါ့နော်မြေမြဆန်ဆန်ကြည့်နေတဲ့ file တွေတို့အဲ့ဒါတွေအကုန်လုံးကိုဒီ internet storage ထဲမှာသိမ်းထားတာကိုကောင်းတယ် နောက်ထပ်ဒီ cloud storage ထဲမှာကြတော့ကိုယ့်အတွက်ဒီအရန်ကိုမှအရေးကြီးတဲ့ data တွေပုံတွေ video တွေနောက်ပြီးတော့ကိုယ့်အတွက်အမှတ်တရတဲ့အကုန်လုံးကိုကြတော့ဒီလိုမျိုးဒီ cloud storage မှာတင်ထားတာပို့ပြီးတော့လုံခြုံတယ်အမတော်လို့တော့နော်ကိုယ့်ရဲ့ဖုန်းလေးကပျောက်သွားဆိုတော့မှကိုယ့်ရဲ့အမှတ်တရတွေအရေးကြီးတဲ့ video တွေကို cloud storage မှာကိုယ်ကတင်ထားဆိုရင်နောက်ထပ်ဖုန်းလုံးမှာအဲ့လိုမျိုးအမှတ်တရတွေပုံတွေ video တွေ file တွေအကုန်လုံးကိုကိုယ်ကပြန်ပြီးတော့ကြည့်လို့ရတယ် အဲ့တော့ဒီနေ့ဗီဒီယိုလေးက internet storage ဆိုတာဘာလဲနောက်ပြီးတော့ဒီ cloud storage ဆိုတာဘာလဲဆိုတော့ပြောပြပေးတာပဲဖြစ်ပါတယ်။မိတ်ဆွေတို့အနေနဲ့အခုဗီဒီယိုလေးကိုလည်းကျင့်တတ်မယ်လို့မျှော်လင့်နေတယ်။အဲ့တော့နောက်ထပ်ဗီဒီယိုမှာတွေ့ပါမယ်။အားလုံးကျေးဇူးတင်တယ်။ကျွန်တော်ခန့်ပါ။